လူလောကဤအနာဂတ်သည်မိခင်တို့၏လက်တွဲ၌သာတည်ရှိသည်လူပိတိပြုဖို့ပြင်သစ်တမိုင်းပညာရှင်အရေးကြီးသောမေတ္တာစကံလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာမိခင်နှင့်ရင်သွေးဆက်ဆံရေးကိုမနုဿဗေဒအမြင်ဖြင့်ရှင်းကပ်ရှုမြင်သောအခါပို၍ပင်စိတ်ဝင်စားဖွယ်ရာကောင်းသည့်ကိုတွေ့ရ၏ တိရစ္ဆာန်လောက၌တန်ရောစင်ပါသောဆက်ဆံရေးကိုမိခင်နှင့်ယဉ်သွင်းငယ်တို့၏ဆက်ဆံရေးတွင်သာတွေ့ရသည်ဟုမနုဿဗေဒပညာရှင်တို့ကဆိုပေသည် ထို့ကြောင့်တိရစ္ဆာန်လောကတွင် သာသမီမွေးလာပါကမိမိတို့ကိုမှထွက်သောနှုတ်ရည်နှင့် အခြားတကားရည်အချိုရည်တို့ကိုတွေ့တွေ့တတတိုက်တွေ့ကြသည်မှာအထုအံ့ဩစရာတည်းရဲ့မဟုတ်ပါဟုဆိုကြပါ၏ကောဖလိုင်းကောရင်ကောင်းတစ်မျိုးသည် သာသမီတို့ကိုမွေးဖွားပြီးပါကမိခင်သည် သာသမီတို့အစာဖြစ်အစာခံ ဓာသမီများသည်မိခင်အားပြန်လဲစားတော့ဖြစ်တတ်သည်ရင်နှင်းငယ်တို့၏အစာအဖြစ်မိခင်ကအသေးခံပေးခြင်းလည်းဖြစ်သည်ထို့ကောဖလိုင်းရင်ကောင်းတို့မှအယောင်ဆိုးစေးများကို ထုတ်ယူရရှိ၏ဒိဋ္ဌံလောကမှာမိခင်နှင့်ရင်သွေးဆက်ဆံရေးကိုဆင်များနှင့်ပတ်သက်၍လေ့လာသောအခါရင်သွေးသည်မိခင်၏ဝမ်းထဲတွင်နှစ်နှစ်ခန့်များနေ၏ဆင်မိခင်များသည်ရင်သွေးငယ်များကိုနှစ်နှစ်ကြာမြကိုဝန်ဆောင်ရ၏ဆင်နှင့်လူတို့၏ပမာဏအချိုးအစားအရာ ကိုဝန်ဆောင်ချင်းကိုလေးလာတော့အခါဆင်းသည့်လူထက်ပူမိုကြမြင့်စွာကိုဝန်ဆောင်ရသည်ကိုတွေ့ရ၏ထို့ပြင်ဆင်းသည့်အခြားသောတတဝါအလုံးထက်လည်းကိုဝန်ဆောင်ချင်းအကြဆုံးဖြစ်သည်ကိုဝန်ဆောင်ချင်းကြာမြင့်သောတတဝါတို့သည်ဝေးဖွားသည့်အခါဥယျာဉ်ထဲပါ၍ကိုအတွင်းပိုင်းဖွဲ့စည်းပုံပူမိုရှုပ်တွေ့ကဖွံ့ဖြိုးမှုဆိုင်ရာအဆင့်တန်းပို၍မြင့်ကြောင်တွေ့ရ၏ပြများသည့်မွေးဖွားပြီးတော်လေပြီးခင်ဤဆောင်ရှောက်မှုကို36ရက်ကြာမြခံယူရသည် ို့39ရက်အတွင်းမိခင်၏မေတ္တာကိုခိုလုံရသည်ကျွမ်းငင်များသည်39ရက်ကြော်လွန်မှသာမိမိဖာသာမိမိပြောင်းရွှေ့နိုင်သို့သောမိခင်၏ဆောင်းဆောင်မှုကိုဆက်လက်ခံယူရသေးသည်ကျွမ်းငင်များသည်6လကြာမှသာအရွယ်ရောက်ကြ၏တမင်များသည် မွေးပြီးမကြမီပင်တကောက်ကောက်သွားနိုင်ပြီးယက်တတတပတ်ကြာပြီးသောအခါအမြန်ဆုံးပြေးသမားထက်ပင်ပုံမိုလှင်မြန်စွာပြေးနိုင်သည်ဆင်များသည်မွေးပြီးနှစ်ရက်ကြာပါကဆင်မကြီးနောက်သို့ တကောက်ကောက်လိုက်နိုင်၏ထို့သူလိုက်နိုင်တော်လေမိခင်အင်းစောင့်ရှောက်မှုမှကင်းလွတ်သည်မဟုတ်တမင်ရောဆင်များပါမိခင်အင်းမေတ္တာရေးအောက်တွင် ရပောင်းများစွာခိုလုံရသည်ချင်းသေးများသည်တနစ်ခွဲကြသည့်တိုင်မိမိခြေပေါ်တွင်မိမိရက်တီ၍မနေနိုင်ပေမိခင်အင်းမေတ္တာကိုသာခိုလုံနေရသည် ရောက်များသည်အခြားသောတိရစ္ဆာန်များထက်ပင် မိခင်စောင့်ရှောက်သောကာလကြာမြင့်၍ရင်သွင်းငယ်သည်ခုနှစ်လအထိမိခင်အင်းရင်ဝင်၌တွဲလောင်းခိုလိုက်ကြလေ၏ မိခင်စိတ်ကိုလေးလာသူရောဘတ်ပရစ်တော့ဆိုသူကအခြားသောတရားများတွင်ညင်သွင်းငယ်ကြီးပြင်းလာသောအခါမိခင်စိတ်မိခင်မေတ္တာပျောက်ကွယ်သွားတော့လေမြောက်နှင့်လူဝန်များတွင်ကဘယ်တော့မှမပြောက်ဟုဆို၏။ရောင်မကြီးများသည်ညင်သွင်းငယ်အားရင်ပေါင်းပေးခြင်းရချိုးပေးခြင်းများပြုလုပ်ပေး၏။တခါတည်းကမိမိသားသမီးများတည်ဆုံသောအခါမိခင်မြောက်မကြီးများသည်လည်းညင်ခွဲနာကြတည်ဆုံတတ်၏။မိခင်ရင်ခွင်၌ကြာမြင့်စွာမိခိုးခွင့်ရသောတရားများသည် ပုံမအစဉ်တန်းမြင့်ကြ၍ဖွံ့ဖြိုးမှုလည်းပုံမအကြီးမားကြသည်မိခင်ရင်ငွေ၌နှီးခိုးနေထိုင်မှုကြခြင်းမကြခြင်းစသည့်အချိန်ကာလကွာခြားမှုသည်တရိတ်ဆန်များအတွင်း၌တာမကလူများကြားတွင်လည်းကွာခြားမှုရှိ၏မိခင်ရင်ငွေဝယ်ပုံမနေရသောကလေးများသည်ဖွံ့ဖြိုးမှုကြီးမား၍မိခင်ရင်ငွေဝယ်အချိန်တိုတောင်းစွာနေရသောကလေးများသည်ဖွံ့ဖြိုးမှုနှေးကွေ၏အာဖရိကတို့အတွင်းမှကလေးများသည်မိခင်ရင်ငွေတွင် နေရချိန်တိုတောင်း၏ မိခင်၏မေတ္တာကိုတူတူတောင်းတောင်းသာခံယူရ၏ထို့ကြောင့်ရွယ်ရောက်ချိန်မြန်သည့်ဖွံ့ဖြိုးတိုးတက်မှုအချိန်တိုသည်စွမ်းအားထက်မြက်မှုနည်းသည်ကွန်ဂိုဒေတာရှိဘကိုဟုလိုလူမျိုးကလေးငယ်တို့သည်မိခင်လက်မှမလွတ်သေးချိန်တွင်သူတို့၏ကလေးများသည်လေတစင်းကိုတယောက်တည်းလှောခံနိုင်၍မြေခွေးကဲ့သို့သောတရိတ်ဆန်များကိုပင်ဖမ်းဆီးနိုင်ကြ၏ကာကိဆိုသောလူမျိုးတစ်မျိုး၏ကလေးငယ်များသည်အသက်၃နှစ်အရွယ်တွင်ညင်းစည်းတတ်နေ၍ အသက်6နှစ်အရွယ်တွင်ကလဲအုပ်များကိုနွားကြောင်းသလိုကြောင်းနိုင်ကြ၏နိုင်ဂျီးရီးယားရှိဟက်တီလူမျိုးကလေးများသည် အသက်6နှစ်သို့မဟုတ်7နှစ်သို့ရောက်သောအခါကိုယ်တဲကိုဆောက်၍အိမ်ခွဲနေထိုင်ကြလေ၏အဲလီယဲလူမျိုးကလေးများမှလည်းအသက်10နှစ်သို့ရောက်ပါကကောင်းမွန်စွာအမဲလိုက်တတ်နေပြီးအချို့သည်ထိုအသက်အရွယ်တွင်ပင်အိမ်အောင်ပြုချသည်ချိုရီခွီနီလူမျိုးကလေးများသည်လည်းအသက်9နှစ်သို့မဟုတ်10နှစ်အရွယ်သို့ရောက်ပါကမိဘများနှင့်အတူအမဲလိုက်နိုင်ပြီး လူကြီးများကအခြားလူမျိုးများနှင့်စစ်တပ်ရာတွင်ပင်ဝင်ရောက်တိုက်ခိုက်နိုင်ကြ၏သို့သောထိုကလေးငယ်များအလုံးသည်လိမ်ပိုင်းဆိုင်ရာအရွယ်ရောက်တင်နှင့်တပြိုင်နက်ထိုကလေးများအလုံး၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအလုံးသည် လုံးဝရပ်ဆိုင်သွားတော်၏အချို့သောမနုဿပေရပညာရှင်တို့ကအတိညာဖွံ့ဖြိုးမှုရပ်ဆိုင်သွားရုံမျှမကအတိညာသည် နောက်ဆုတ်၍ပင်သွား၏အတိညာထက်မြက်ခြင်းမျိုးလုံးဝမရှိတော့သို့သောရင်ကျေးသောလူမျိုးတို့မှကလေးငယ်များသည် မိခင်၏ရင်ဝင်တွင်ကြာမြင့်စွာနေ၏မိခင်မေတ္တာကိုရှည်လျားစွာ ခံစားရ၏ထိုကလေးများသည်အရွယ်ရောက်ချိန်နေသည်သို့သောဖွံ့ဖြိုးမှုအပိုင်းတွင်ကြာရှည်စွာဖွံ့ဖြိုးမှုအစွမ်းစထက်မြက်မှုကြီးပွား၏မိခင်၏ရင်ဝင်တွင်ကြာရှည်စွာနေရသည်နှင့်မိခင်မေတ္တာဖြင့်ပြုပြင်မှုကိုဝဝလင်လင်ရကြသည်ထိုကလေးများ၏အတိညာဖွံ့ဖြိုးမှုသည်ရက်ဆိုင်သွားသည်မရှိအတိညာနောက်ဆုတ်ရှင်းလည်းမရှိအတိညာသည်အသက်အရွယ်ကြီးရင်လာသည်နှင့်အမျှ ပို၍ထက်မြက်လာသောသဘောရှိ၏ဤသို့ဖြစ်ရခြင်းတွင်မိခင်မေတ္တာ၏လေးနက်မှုအပြင်မိခင်မေတ္တာဖြင့်ကြာရှည်စွာနေရသောရင်သွေးငယ်များသည်ကြာရှည်စွာဖွံ့ဖြိုးရှင်သန်ထက်မြက်ကြ၍မိခင်မေတ္တာနှင့်အချိန်နည်းစွာနေရသောရင်သွေးငယ်တို့မှာအချိန်တိုတောင်းစွာပင်ဖွံ့ဖြိုးကြရ၍ရှင်သန်ထက်မြက်မှုမရှိပေမိခင်မေတ္တာနှင့်ကလေးငယ်သည်ရေနှင့်ကြပမာတာဖြစ်၏ရေမရှိပါကကြာသည်နွမ်းမြေတာဖြစ်၏ကျွန်တော်တို့ညီကိုတိုင်းသားများဖြစ်ကြသော စလုံးမျိုးသားတို့သည်ကလေးငယ်များအားရရောစွာနှုတ်တိုက်ကြ၏နှုတ်ဖြတ်ရာတွင်လည်းနောက်ကျမှနှုတ်ဖြတ်ကြသည်ထို့ကြောင့်လည်းစလုံးမျိုးသားတို့တွင်ယံပြုတ်လိုခြင်းလိုဘမပြည့်ခြင်းညီငွေခြင်းစိတ်တတ်တို့သည်မရှိသလောက်နှဲပါကြသည်စလုံးတိုင်းသားတို့သည်နှုတ်ဖြတ်ရာတွင်ရရဆက်ဆက်မပြုတ်လို့ပဲအလွန်ညင်သာစွာဖြင့်ယူရကျင်သာစွာနှုတ်ဖြတ်ကြ၏ကြီးလက်မြမာလူမျိုးတို့သည်လည်းနှုတ်ကိုရရောစွာတိုက်တွေးကြသည် ခြေလက်တွင်၅နှစ်သား၆နှစ်သားတိုင်အောင်နှုတ်တိုက်သောမိခင်များရှိကြ၏။သို့သော မျိုးကြီးပြကြီးတွင်နေထိုင်ကြရသောမြမမျိုးသားတို့သည်အကြောင်းမျိုးမျိုးကြောင့်နှုတ်ဖြတ်ချိန်စောကြ၏။မိခင်ဖြစ်သူသည်အလုတ်သွားရ၍နှုတ်ကိုတလနှစ်လနှင့်ဖြတ်ကြရ၏။ထိုအချက်သည် လူမျိုးတစ်မျိုးလုံးအတွက်အရေးကြီးသောအချက်ချက်ဖြစ်၏။မိခင်၏ရင်ဝင်ဝဲကြာချေစွာနေခွင့်မရရှိခဲ့ကြသောကလေးငယ်တို့သည်စိတ်တူလာကြသည်။ ရန်လိုခြင်းလိုဘမပြည့်ခြင်းများဖြစ်လာကြရာဤကိစ္စသည် လူငယ်ပြဿနာများနှင့်ဆက်နွယ်နေတော်၏ရန်ကုန်မြို့တော်တွင် BPI သမိုင်းချင်းမြင်းနှင့်အထက်ဆက်အစရှိသောစက်ယုံများတွင်စက်ယုံ၌နေကလေးရင်းဌာနများကိုထားပြရာမိခင်သည်အလုံးမှအချိန်မီ၍လာရောက်၍နှုတ်တိုက်ကျွေးနိုင်ခွင့်ရသဖြင့်အလွန်ကောင်းမွန်သောအစီအစဉ်တစ်ရပ်ဖြစ်ပေသည်ဤနေရာတွင်ကလေးလူမျိုးတို့၏ကလေးပြုစုစောင့်ရှောက်နည်းများသည်အထူးလေးလာဝယ်ရာဖြစ်၏ ရေလူမျိုးတို့သည်ကိုဝန်ဆောင်လာလျင်ပင်မိခင်ကိုများစွာဦးစားပေးကြ၏ကိုဝန်ဆောင်ကာလအတွင်းမိခင်သည်မိသည့်အရာကိုမစိုးစားကျင်သည်တို့ကိုစားတောက်ခွင့်ရကြ၏မိသည့်အိမ်တွင်ချက်ပြုတ်ထားသောထမင်းဟင်းလျာကိုမစိုးစားတောက်လိုပါကခွင့်တောင်းခြင်းမရှိဘဲယူငင်စားတောက်နိုင်၏ဤသို့ပြုမှုသည်ကိုလည်းလူများကချီးကျူးကြသည်ကိုဝန်ဆောင်ကာလတွင်လင်ယောက်ကြားတို့သည် မိမအပေါ်အထူးလေးပေး၍လူပြိုလှဲ့တဲ့ကဲ့သို့ပင်ခရုစိုက်ကြ၏ ဂရိလူမျိုးတို့သည်ကလေးငယ်များအတွက်မမွေးဖွားမိကြပင်အဝတ်အစားအနီးပခက်အိယာအုတ်ထုပ်ခြေအိစသည်တို့ကိုပြင်ဆင်ထားလိရှိကလေးငယ်မွေးလာသောအခါနို့ကို အလင်းသင့်တယ်လို့တိုက်ကြွေး၍နို့ပြက်ရာတွင်လည်းညင်သားစွာဖြက်၏ကလေးများအားတခြင်းကဗျာများကိုစိတ်ရှည်လက်ရှည်တင်ပေးကြ၏ကလေးလူမျိုးတို့သည် ကလေးများအားချီးကျူးစရာရှိပါကအလေးနှင့်ချီးကျူးကြ၍အပြစ်ရှိလာပါကလည်းအပြစ်ကို တိတိကျကျပြောလေရှိ၏ဂရိကလေးငယ်တို့သည် မိခင်မြတ်တာကိုပြည့်ပြည့်ဝဝရကြ၏မိခင်တို့ရေကိုဝဝလင်လင်ဆွေးကြရသည်ဂရိမိခင်များသည်ကလေးနောက်တစ်ယောက်ရလာပါကပထမကလေးကိုနှုတ်မပြတ်ပဲပထမကလေးရောဒုတိယကလေးကိုပါတယောက်တစ်ဖက်စီနှုတ်ဆို့စေသည်ထို့ကြောင့်ဂရိကလေးငယ်များသည်ရဲစွမ်းတတ္တိရှိကြသည်တက်တက်ကြွကြွလုတ်ကင်တတ်ကြသည်လွတ်လွတ်လပ်လပ်တွေးခေါ်မျှော်မြင်တတ်ကြ၏ ထို့ပြင်ဂရိလူငယ်များသည်ယုံကြည်ချက်ခိုင်မာကြသည်နေယုဂီနီမှာအာရာပက်လူမျိုးများအတွင်မိခင်နှင့်ယဉ်သွေးဆက်ဆံမှုသည်လည်းလေးလာဝယ်ရာဖြစ်၏အာရာပက်မိခင်များသည်ကလေးငယ်များအပေါ်အထူးဂရုပြုအလေးအမြတ်ထားကြ၏အာရာပက်လူမျိုးများ၏ဘဝသည်ကြမ်းတမ်းလာတော်လေကလေးငယ်များကိုတော့အသေးချာဂရုစိုက်ကြ၏မိခင်များကိုဂရိလူမျိုးများကဲ့သို့ကိုယ်ဝန်ဆောင်ချိန်မှစ၍ဂရုစိုက်ကြသည်အာရာပက်မိခင်များသည်ဘယ်သောအခါမှ အာရမနှုတ်ဖြတ်ခြင်းမျိုးကိုမပြုလုပ်ကြ။ပညာရှင် မာဂရက်မီကအာရပက်မိခင်များသည်ကလေးငယ်အားနှုတ်ဖြတ်ခြင်းမျိုးကိုရက်ဆက်မှုအဖြစ်မှတ်ယူကြသည်ဟုဆို၏။အာရပက်မိခင်များသည်ကလေးငယ်များကိုစောင့်ရှောက်ရာတွင်စံတင်လောက်အောင်ပင်ပြုစုစောင့်ရှောက်ကြ၏။ကလေးငယ်အားခြိပိုးရာတွင်လည်းနှွေးထွေးလုံခြုံမှုခြိစေ၍အလွယ်တကူချော့မော်နှုတ်တိုက်ကျွေးနိုင်သောပုံစံမျိုးဖြင့်သာခြိပိုးလေးရှိ၏။ထို့ကြောင့်သူကလေးငယ်များကြီးပြင်းလာသောအခါ ကိုရီကိုသွေးနုညံ့သိမ်မွေလာ၏အေးချမ်းစွာနေထိုင်ကြသည်အာရပဲ့လူမျိုးတို့၏ဆက်ဆံရေးများသည်သိမ်မွေနုညံ့လာပြီးတက်ခတ်ရန်လိုသောစိတ်များမရှိကြပေလူငယ်များပြည့်စုံပြောထောင်၏အတွက်မိခင်ရင်တွင်သည်အလွန်ရေးကြီးလာပေ၏ငယ်စဉ်ကမိခင်နှင့်တဝါကြီးနေရသောရှင်သွင်းငယ်သည်ဘယ်သောအခါမှစိုးတွမ်း၍ယုံရင်ကြံတန်းသောလက္ခဏာမရှိတတ်ပေဤကိစ္စနှင့်ပတ်သက်၍ဒေါက်တာကျော်စိန်သည်မျက်မှောက်ခေပြဿနာကိုတင်ပြကား 1985ခုနှစ်နိုဝင်ဘာလထုတ်မြဝတီမဂ္ဂဇင်းတွင်ဆောင်းပါအဖြစ်ရေးသားဆွေးနွေးထား၏ဒေါက်တာကျော်စိန်ကရင်းဆောင်ပါတွင်သိုးသွန်းလူငယ်ဖြစ်လူနီးနီးအခြေအနေသို့ရောက်နေသည့်လူငယ်တဦးနှင့်မိဘများဖြစ်ကြသောဆရာဝန်ကြီးနှင့်ဆရာဝန်မျိုးသမီးတို့၏ပြဿနာကိုတင်ပြ၏လူငယ်လေးသည်အသားဖြူဖြူပိန်ပိန်ပါပါသပင်မဆူစလောက်အခြေဖြင့်အပြင်းမန်းအဖြစ်အလွန်အေးဆေးငြိမ်သက်သူဟုထင်ရ၏ သို့သောဖခင်ငါပင်ပြောပြောမိခင်ငါပင်ပြောပြောဟုတ်ကဲ့ဟုဆိုကနောက်ပိုင်းတွင်ထင်ရဆိုင်တတ်သည်ဒေါက်တာကျော်စိန်ကသူ့ဆရာဝန်ကြီးဇနီးမောင်နှင့်အိမ်သို့သွားလေရာလူငယ်ကလေးကိုတွေ့ရသောအခါလူငယ်ကလေး၌ရိုင်းပြသောအမူအရာတစ်ခွက်ကိုမျှပင်မတွေ့ရဟုဆို၏ထို့အခါဒေါက်တာဦးကျော်စိန်ကစိတ်ပညာစိတ်ထားဖော်ထုတ်နည်းများကိုအသုံးပြုကဖခင်တို့သည်မိခင်တို့သည်ဤကောင်မောင်နှမတို့သည်အတနုပ်အပေါ် စသည်ဖြင့်မပြည့်စုံသောဝကြများကိုဖြည့်၍စစ်ဆေးသောအခါထိုတငယ်လေးသည် သူဖခင်အပေါ်၌အလွန်အာကာတကြီးမားနေကြောင်းတွေ့ရ၏ထို့ပြင်သူမိခင်အားလည်းအလွန်ပြော့ညံ့သူဟုအထင်ရှိနေ၏ထိုလူငယ်၏အမြင်အရသူဖခင်သည်ခင်မမီချုပ်ချယ်လွန်းသည်ကက်ဆေးနှဲသည်ထိခနေဆိုစူပူပို့တာတတ်သည်ခေလူငယ်များအကြောင်းငကန်းတလုံးမြမသိဆရာဝန်ဖြစ်နေတော်လေခင်နောက်ပြန်ဆွဲနေသည်အမေလို့သူမှာအေးဆေးလွန်း ပြော့ညံ့လွန်းသည်ခင်မမီဖခင်ဖြစ်သူအပေါ်တန်ရောင်လိုက်တက်၍တကြီးကြီးနပုနစာလုတ်တက်သည်ဟု အမြင်ရှိနေသည်စိတ်ပညာရှုထောင့်ရာထိုကဲ့သို့သော အမြင်ရှိနေမှုမျိုးသည်မလိုလားအံမိဘနှင့်သားသမီးအကြားဤမြကြီးမားသောအဆိုင်ခဲမရှိသင်ဟုရေးသားထား၏ထိုကလေးစိတ်တက်သည်ရင်းကဲ့သို့ဖြစ်လာရခြင်းနှင့်ပတ်သက်၍ဒေါက်တာဦးကျော်စိန်ကကလေးသည် အချိန်တန်ကြာမေတ္တာတန်ငတ်မှုခဲရ၏ အမေရောပြေပါဆရာဝန်ဖြစ်ယုံမကကလေးဤလူငယ်ဘဝတွင် စေကံဖွင့်လိုက်သေးရာကလေးအဖို့စိတ်လှချမှုဖွင့်ပြရမည်အချိန်တွင်လိုအပ်သောမေတ္တာတက်ကိုမရဘဲရှိခဲ့သည်ဟုသုံးသပ်ထားသည်ထို့ကြောင့်မိခင်၏မေတ္တာတက်သည် အလွန်မှအရေးကြီးမိခင်၏ရင်ခွင်သည်ဘဝတစ်ခုလုံးအတွက်တာမကလူလောကတရားလုံးအတွက်ပါအရေးကြီးသောမေတ္တာစကံတစ်ခုဖြစ်ပါ၏ကျွန်ုပ်ကိုကျွန်ုပ်မိခင်ကပြုပြင်ဖန်တီးခဲ့ပါသည် ချန်ကွင်စီအေဒန်အမေရိကန်ပြည်ထောင်စု၏50မြောက်သမ္မတကြီးအစားထိုးရမရသောဟာကွဲလိုအမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်။နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ထိုနေ့ကအမေပြန်သောနေ့ဖြစ်သည်။အမေရန်ကုန်သို့လာနေသည်မှာတလကြော်ခဲ့ပြီဖြစ်သည်။ထိုတလအတွင်းကျွန်တော်တို့အိမ်တကားများသည်ဟင်းလင်းပွင့်ခဲ့၍အမေပြန်တော့မည်ဆိုတော့ဤတကားများသည်ပိတ်ချေအောင်တော့မည်။အိမ်တကားမကြီးကိုတော့တာလျင်စောင့်နေအောင်မည်သာဖြစ်၏။အမေကမပြန်ခင်၃ရက်လောက်လိုတွင် သူရပြန်တော့မည်ဟုပြော၏ကျွန်တော်ကမပြန်ပါနဲ့အိုတပတ်လောက်နေပါအိုခုဆိုရအမေဒီရွာမတီးပင်များကိုစိတ်မချဟန်ရှိနေ၏ပြန်လိုက်အောင်မယ်သားရဲ့နောက်တလလောက်နေမှအမေတစ်ခေါက်ထက်လာအောင်မယ်ခုဆို၏တကယ်တော့လေအမေရောက်နေဒီမှာတလခန့်ရှိပြီဖြစ်တော့လေကျွန်တော်ဒီအမေအားဖရာတို့မပို့ပြခဲ့သေးထို့ပြင်အမေရောက်လာသည့်နေ့မှစ၍အမေထံမှပိုက်ဆံကို30ယူ20ယူနှင့်150 200လောက်ယူသုံးထားပြီးဖြစ်၏ ုံငွေ150 200ကိုကျွန်တော်ဒီကုတေးနှစ်ရက်အတွင်းဘယ်လိုမှရှာပြေးနိုင်မည်မဟုတ်ပေ။လာကထုတ်ရက်ကလည်းအတော်လိုသေး၏။အပြန်တွင်ကိုကမပြေးလိုက်နိုင်သည့်တိုင်အမေပါလာသောပိုက်ဆံကိုတော့ပြေးလိုက်ဖို့ကောင်းကြောင်းကျွန်တော်သိသည်။အမေဒီသူ့ထံမှယူထားသောပိုက်ဆံကို ပြန်မတောင်းပေ။ကျွန်တော်ဒီဟိုလိုက်ဆွဲဒီလိုက်ဆွဲတော့လုပ်ကြည့်သေးသည်။တိုးတော့ပိုက်ဆံကမရ။ဒီတော့လေအမေက သူ့ဖာသာပြန်သွားရှာသည်အမေဒီသူ့ဟာသူပြန်ရတွင် ျွန်တော်လိုက်မပို့၍ဆိုကဘယ်တော့အခါမှစိတ်မဆိုးပြီအမေလေးခေါက်လာရင်ကျွန်တော်တစ်ခေါက်လောက်တော့လိုက်ဖို့ဖြစ်သည်အမေဒီကျွန်တော်ဘက်မှမြေကဲသို့ပြက်ကွက်မှုမျိုးကိုမဆိုးခွင့်လွတ်သည်အမေကရွာပြန်၍ကျွန်တော်လိုက်မပို့သည်ကိုဘယ်လိုမှသဘောမထားတော့လေဇနီးတွေကနေ့စဉ်ယုံသွားရတွင်အိမ်ဘဝအထိလိုက်မပို့ပါကအချစ်ပေါ်သွားပြီဟုထင်၍သူ့ဟာသူဝမ်းနေနေတဲ့အမေဒီကျွန်တော်သူ့ကိုလိုက်ပို့ပါကကျွန်တော်အလုံးများပြက်မြီကိုစိုးနေသည် ထိုမှတပါလေသူ့အတွက်ကျွန်တော်ပင်ပန်းမြီကိုအထူးစိုးရင်အမေဒီကျွန်တော်ကိုနည်းနည်းမှမပင်ပန်းစေလိုပြီဒါတောင်ထိတ်နေနောက်ထိတ်ကိုပင်မခိုင်းရဲ့ကျွန်တော်ကြီးလာ၍တင်းစားသမားဖြစ်လာသောအခါတွင်ခီးအနှံ့ထွက်ခဲ့ရသည်ထွက်ခဲ့ရသောခီးများတွင်ခီးလမ်းပန်းတာသည်လည်းရှိ၏မတာသည်လည်းရှိ၏တကယ်တော့လေမတာသောခီးကပို၍များသည်ခီးတစ်ဝက်လောက်မှာအနေရကြားတွင်တွားရသည်ကျွန်တော်တနိုင်ငံလုံးသို့ခီးသွားနေရကြောင်းအမေသိသောအခါ ငါသားလေးကိုငါတော့မခိုင်းရဘူးဒီလောက်ပင်ပန်းနေအလုပ်မလုပ်ပါနဲ့သားရေဟုတ်ပြောရှာသည်ဤခီးတယ်များသည်ကျွန်တော်ကဝါသနာပါ၍လိုလိုချင်းချင်းနှင့်သွားတော့ခီးများသာဖြစ်သည်သို့တော်လည်းအမေကကျွန်တော်ကိုသူ့ရင်အုပ်အောက်မှကလေးငယ်လိုသာမြင်နေသေးသည်ကျွန်တော်သည်အတောင်လှဲ့ဆောင်၍အမေရင်အုပ်အောက်မှထွက်ခွာ၍ကျွန်တော်ဖာသာပြန်တန်းနေသည်ကိုအမေတွေ့သည် အမေမြင်သည်ထိုကဲ့သို့ပြန်တန်းနေသည်ကိုလည်းအမေအားရသည် ျွန်တော်ကိုယုံလဲယုံသည်စိတ်လဲချသည်သို့သောကျွန်တော်အားအစဉ်တစ်ဖြင့်အမေသည်သူ့ရင်ဝင်ထဲမှကလေးပေါက်ဆလိုသာမြင်နေ၏ကျွန်တော်ရွာသို့ပြန်သွားသောအခါအမေသည်ကျွန်တော်အားတညသုံးလေးကထား၍စောင့်ချုံပေး၏တကယ်တော့လေတနိုင်ငံလုံးအနှံဖြီးသွားနေရသောကျွန်တော်တို့အဖို့ဇရက်တွင်အိတ်ခဲရသောအခါလည်းရှိသလိုဖျားတစောင်း၌အိတ်ခဲရသည့်အခါများလည်းရှိ၏ထိုအခါများတွင်ကစောင့်ချုံပေးရန်မဆိုထားပြီးရှုံစရာဆောင်မင်းမရှိပေ ထိုကဲ့သို့အေခေယသည်ကိုအမေတိတော်တကယ်ပင်ယဉ်ကျိုးပေမည်အမေဒီအမြဲတမ်းပြည့်စက်၍သာနေလို၏အမေဒီဘယ်သောအခါမှရယူလိုခြင်းမရှိပေတားအတွက်ဆိုပါက အမေဒီအမုန်းခံတဲ့သောညင်တစ်ခု ရှိသေး၏ကျွန်တော်သည်အလုံလေးပါလေးရရှိသောချင်းမျိုးသားချင်းနှင့်မှတော်၎င်းမိတ်ဆွေတင်ကဟတဲ့မှတော်၎င်းကျွန်တော်ထံလာ၍တချို့ကငွေလှဲ့ကြသည်တချို့ကလည်းလုပ်ငန်းကိုင်ငန်းအတွက်အဆက်အသွယ်လေးများလာရှာကြ၏အပူကတ်တတ်ကြ၏ ျွန်တော်သည်အလွန်အားနာတတ်သူဖြစ်သည်ကျွန်တော်ထံ၌မရှိသည်ကိုပင်ကျွန်တော်ကမရှိဟု၍မပြောရပေကျွန်တော်လုံးမပေးနိုင်သည်ကိုလုံးမပေးနိုင်ဟုမပြောရထိုခါများတွင်ကျွန်တော်သည်တတ်နိုင်သည်မရှာပေးတတ်သည်တတ်နိုင်သည်မအပင်ပန်းခံတတ်၏ဤလိုခါများတွင်အမေကဝင်၍အမုန်းခံတတ်သည်တခါကကျွန်တော်ညီကိုသားချင်းတူသည်ရန်ကုန်သို့အလုလာရှာရင်ရန်ကုန်တွင်တောင်းတင်နေသည်အလုချာနေခြင်းတွင်စားကြရနှင့်အလုရှာဖွေရေးအတွက် ကြံဉာဏ်များအတွက်မူကျွန်တော်ထံအမြဲလာ၏ကျွန်တော်၌အလုရှိတော်လေမေပူငွေရှံကရှိသည်မဟုတ်ကိုယ်တိုင်ကိုယ်ထွားနေအလင်းမီယုံသာရှိ၏ဒုက္ခများတွင်ကျွန်တော်ကြွယ်ရ၌ထိုသားခြင်းအားအမေကတွေ့ဆုံကအမုန်းခံ၍ဝင်ပြောသည် အမေဘယ်လိုပြောလိုက်သည်တော့မသိသားချင်းသည်ကျွန်တော်ထံသို့နောက်ပိုင်းတွင် လုံးဝမလာတော့ပြီကျွန်တော်ကဘာကြောင့်များမလာပါလဲဟုမျှော်လင့်နေသေးသည်နောက်မှအမေကတစုံတစ်ခုပြောလိုက်တော့ကြောင်းဟုသိရ၏ ထိုအကြောင်းကို ကျွန်တော်ကလည်းမမေးခဲ့ပြီအမေကလည်းမပြောတော့ပြီဤကဲ့သို့သောဖြစ်ရများကျွန်တော်အချိန်ချိန်တုံခဲ့ရဘူး၏နောက်တစ်ခုမှအမေသည်ကျွန်တော်မိတ်ဆွေများကိုနူနူဝဲဝဲရွှဲရွှဲဆူဆူလက်ခံတတ်သည်ဘယ်သောအခါမှမငြင်းမညူတတ်ကျွန်တော်စာရေးပေးလိုက်ပါက ထိုသူကိုတလကိုသတင်းသာမကနှစ်ပတ်လေလေကြွေမွေးထားတတ်၏အမေသည်ကျွန်တော်တငယ်ချင်းအားလုံးကို သူ့သားများလိုပင်သဘောပိုက်ပါသည် ကြီးလာတော့အခါ အဖေဒီအရင်မတော့တော့ပါအဖေရောမိပါတရားထိုင်ကြသည်ကျွန်တော်ကဆရာဥတော်စင်ဆရာဇဝနဆရာညိုဝင်းတို့ဦးဆောင်တော့ဇာယဆရာ30ကျော်ကိုရွာတို့ခေါ်သွားသည်အဖေနဲ့အမေဒီသမင်းဟင်းများကိုဝက်ဝက်ွယ်စီစဉ်ထားယုံမြမကအရက်ပလင်းတရာစဉ်လောက်ကိုလည်းဝယ်ယူစီစဉ်ထားသည်ကျွန်တော်ဒီမိတ်ဆွေများတငယ်ချင်းများကိုအကြခဏအိမ်ခေါ်သွားတတ်သည်အမေဒီလူဘလောက်ပါပါဘလောက်ပင် ကြကြနေနေမငင်းညူတတ် ထိုကဲ့သို့လှုပ်ပေးနေရသည်ကိုပင်ပျော်နေတတ်သည်ကျွန်တော်သည်ငယ်စဉ်မှစ၍အခုတိုင် လေးကွပြည့်အလွန်ဝါဒနာပါသည်လေးပြည့်ရသည်ကိုအလွန်နှစ်သက်၏ရန်ကုန်တွင်လေးမပြည့်ရတိုင်းရွာသို့ရောက်တော့ယခုတိုင်လက်မှလေးကွကိုမချဘဲရှိတတ်၏ကျွန်တော်လေးကွပြည့်ဝါဒနာပါသည်ကိုတည်တော်အမေသည်ရွာပြန်သွား၍အိမ်ရောက်လျင်ပင်လေးကွရှာပေးသည်အိမ်၌မရှိလျင်ဘေးအိမ်ကရှာပေးသည်ကျွန်တော်လာလျင် ပြည့်နိုင်ရန်ဟုဆိုကာနောက်စလုံးများကိုလည်းစုပေးထားတတ်၏ တကယ်တော့လေကျွန်တော်ဒီ၃နှစ်မှတစ်ခေါက်သာအမေစီအနိုင်နိုင်ပြန်နိုင်ကျွန်တော်အိမ်အောင်ကြပြီးဒီနောက်ပိုင်းတွင် အမေကကျွန်တော်ထံ10ခေါက်လာ၍ကျွန်တော်အမေထံသို့တစ်ခေါက်ပင်မရောက်ခဲ့ပါအမေဤစိတ်ထဲ၌ကျွန်တော်ကို အမြဲစိတ်ရှမ်းသာစေလို၏ကျွန်တော်အိမ်အောင်ပြုတ်ပြီးဒီနောက်ပိုင်းဝယ်အမေဒီသူ့ကြောင့်ကျွန်တော်အိမ်အောင်ဤမတမယာဖြစ်မည်ကို အလွန်စိုးရိမ်ရှာ၏ထို့ကြောင့်လေတတ်နိုင်သမျှကျွန်တော်တို့အိမ်အောင်ဤကိစ္စများတွင်သူမပါအောင်နေသည် ျွန်တော်ဇနီးကွယ်ရတွင်မင်းကျွန်တော်တို့အိမ်တော်ကြီးအကြောင်းမမေးပေအိမ်တော်ကြပြီးဒီနောက်ပိုင်းဝယ်အမေဒီအထူးသဖြင့်ကျွန်တော်နှင့်ဆက်သွယ်သည့်ထက်ရွှေမနှင့်ပို၍ဆက်သွယ်သည့်ကများသည်ကျွန်တော်ကောင်းကြောင်းဆိုးကြောင်းများကိုရွှေမအားပြောပြသည်ရွှေမ၏အလိုက်ကိုကြည့်၍ရွှေမနှင့်တဲ့အောင်ပေါင်းသည်ရွှေမနှင့်အမေမပြေလဲပါကစိတ်ဆင်းရဲရမည်သူမှာသားဖြစ်သည်ဆိုသည်ကိုအမေကသဘောပေါက်၏အမေဒီရှန်သားကိုအလွန်ကြိုက်သည်1964ခုနှစ်လောက်က မန္တလေးပြည်တော်စုပွဲသို့သွားရတွင်ကျွန်တော်သည်အဝယ်ရလွယ်၍အမိအတွက်ရှမ်းသားငါးကိုက်ဝယ်ပေးခဲ့ဘူး၏နောက်တစ်ချိန်မန္တလေးသို့သွားရတွင်လည်းအမိကြိုက်သည်ဖော့ခံချုပ်ထားသောဂရီဘာဖနက်တရံဝယ်ခဲ့ဘူး၏အမိသည်သားဝယ်ပေးတာဟုဆိုကာမဝတ်ရမစည်းရပြီလူလာတိုင်းထုတ်ပြ၍ဂုံယူရသည်ကအမောပင်ဖြစ်၏ကျွန်တော်အိမ်တော်ကြပြီးမှကအမေကိုငွေလေး900ပေးဘူးသည်ငွေ200ကျပ်ကိုတော့ဇနီးမတဆင်ပေးခဲ့၍ ငွေ300ချက်ကိုတော့ကျွန်တော်ဖာသာကျွန်တော်ပေးခဲ့ပြီကျွန်တော်ဒီကျွန်တော်စာမူကများကိုအမေကိုပေးရန်ဟူသောရည်ရွယ်ချက်ဖြင့်အိမ်ထောင်ချပြီးသည့်နောက်ပိုင်းတွင် စာမူကသည်ဇနီးနှင့်မဆိုင်ကျွန်တော်ပုဂ္ဂလိကတုံဖြစ်သည်ရရှိသော လာကကိုသာဇနီးကအကုန်ဆိုင်သည်ဟူသောသဘောတူညီချက်ကိုရယူထား၏ကျွန်တော်ဒီဆောင်းပါတေတီချာချာရေးပါကကလတွင် ဆောင်းပါကတရားမှာ150ခန့်ရတတ်သည်သို့တော်လေဒုံငွေများသည် အမေထံသို့မရောက်ပါ တာအတွက်စီဝဲရမုံဝဲရကစားစရာဝဲရဖတ်စာအုပ်ဝဲရဖြစ်တာကုံခဲ့ဒီကများဤအမေပြန်သွားပြီဖြစ်ပေရာကျွန်တော်တို့ဒီတားမောင်နေဦးကိုဇနီးဘက်မှ အဖိုးဖွားများထံပြန်ပို့ရပါတော့ဤကျွန်တော်တို့အိမ်မှာမိဘကြောင့်ဒီလေအိုးများပုံစီ၍လာပြန်တော့ဤထမင်းအိုးဟင်းအိုးများတွင်လေအိုးမဲအထက်ထက်ပြန်၍ဖြစ်လာပြန်ဤဘိုးအိမ်များပင့်ကူအိမ်များလေပြန်၍ရောက်လာပြန်ဤစနေတနင်္ဂနွေလာ၍ဆော့သွားတော့သားဤ ကစားစရာများကိုပင်ကျွန်တော်တို့မသိနိုင်တော့ပြီကျွန်တော်ဇနီးဖြစ်သူမှလည်းငကိုကပင်ရဲ့ရဲ့လေးရှိရာတစ်ဖက်ကအလုံးလုံးရသားနေမကောင်းဟုဆိုကသားထံပြေးရကိုယ်တိုင်နေမကောင်းဖြစ်ရနဲ့တိမ်လုံးတန့်နေအောင်အစဉ်လုံးဖို့အရေးတခါတရံထိုင်နေရင်မမောနေဤအမေရှိသောတင်းငွေတစ်ပတ်မှတစ်ချိန်ဖျားပန်းအိုးလဲနိုင်ဤသုံးနှင့်တောက်တော်ရေကိုပင်မမှန်မကတ်နိုင်ဇနီးတင်းငွေနေ့များတွင်တော့ဇနီးကတောက်တော်ရေကက်ဖျားပန်းအိုးလဲလှုပ်ဤ အမေပြန်သွားတော့အခါအိမ်၌ဟာ၍သွားသည် နောက်တစ်ချိန်အမေပြန်လာမိအချိန်ကိုကျွန်တော်တို့မျှော်ကြပြန်သည်နောက်တစ်ချိန်အမေပြန်လာတော့ကျွန်တော်မိသားစုသည်လည်းအမေတကွယ်သားတကွယ်မဟုတ်သားအပြန်ခေါ်၍ထားနိုင်မည်မဟုတ်လောဆရာဦးသိန်းဖေမြင့်ကသူ၏အမေအကြောင်းကိုသူပြန်ရေးထားသောဆောင်းပါးတွင်အမေကွယ်လွန်ခြင်းကြောင့်ကျွန်တော်ဘဝတွင်ကြီးမားသောဟာလာဟင်းလင်းကြီးတစ်ခုဖြစ်နေပါသည်ဟုရေးသားခဲ့သည်ဆရာဦးသိန်းဖေမြင့်ကဆက်၍သူ၏အမေဆောင်းပါးတွင်ပင် ကျွန်တော်တို့ဖို့အမေကွယ်လွန်ခြင်းမှာဤကဘာတွင်ကြီးမြတ်သော မိမတူဆုံးရှုံးရသည်ဟု ယူဆပါသည်ဟုဆက်၍ရေးထား၏ထို့ပြင်ဆရာကဟိုတုန်းကမျိုးချစ်စိတ်ရှိ၍နိုင်ငံရေးလှုပ်ရှင်ရင်အမေအဖေကိုမချစ်နိုင်ဟုသောကြမ်းတမ်းသည့်အယူအဆများရှိခဲ့ပါသည်တခါတခါအမေတည်သွားရင် အေးမယ်တန်ရုံးစဉ်ကင်းပြီးကျွတ်ကျွတ်လွတ်လွတ်ထင်ရလုံနိုင်မယ်စသည်ဖြင့်မိုင်မဲစွာပင်တွေ့မိခဲ့သေးသည်အခုတော့အမေတည်ပြီးပါပြီအလာကောင်းတော်လေ အခါနောင်းနေပြီဆိုသလိုဖြစ်ရပါပြီအခုတော့အမေကိုအချင်းမပြတ်ဖဲအမျိုးကိုချစ်နိုင်သည်တားကောင်းတယောက်ဖြစ်ရင်ပြည်သူပြည်သားကောင်းတယောက်ဖြစ်နိုင်သည်ပြည်သူပြည်သားအကောင်းဆုံးတယောက်ဖြစ်ခြင်းဖြင့်အကောင်းဆုံးသားတယောက်ဖြစ်နိုင်သည်ဟုသောအတိညာများဝင်လျက်ရှိပါပြီချစ်စရာအမေကမရှိတော့ပါဟုရေးထား၏ဆရာဦးသိန်းဖေမြင့်ကအမေဆောင်ပါ၏ဤကုံတွင်ယခုစာရေးသော အချိန်တွင်ကျွန်တော်မှာကျင်ညာသည်ရှိပြီးဖြစ်နေလေပြီအမေသာရှိလျင်သူ့ကိုလည်းချစ်မိအမှန်ဟုယုံကြည်ပါသည် ထို့ပြင်တားလေးမောင်ဟင်းသာသည်လည်း6လသာရှိနေပြီ အမေသာရှိလျင်ကျွန်တော်အားရှိတဲ့ကဲ့သို့ညီမောင်ဟင်းသာကို ချစ်မှအမှန်ဟုယုံကြည်ပါသည်အမေသာရှိလျင်တော့ဘာမှမတတ်နိုင်ဟုဆိုတော့လေအမေဤကြီးမားသောအချစ်စိတ်ဆော်မှုကြောင့်ကျွန်တော်အားကျင်လည်စွာပြုပြင်နိုင်ခဲ့တယ်လို့ကျွန်တော်ဒီနေ့ခင်ကြီးကြီးအားတားမောင်ဟင်းသာကို ချစ်နီးပြုပြင်နည်းတွေတင် जा ပေးမည်မဟုတ်ချဟုယုံကြည်လျက်ရှိပါလေတည်းဟုရေးသားထား၏အမေအားလုံးသည် သူ့မေကို့မေမကွာခြားကြပြီသားကိုချစ်ရာတွင်တဘောတည်းသာရှိတတ်ကြပြီဒီကနေ့ဖတ်ပြခဲ့တဲ့ဝိထုတော်လေးတွေကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာဆင်သူညီကောင်မောင်နှမများအားလုံးမိဘကျေးဇူးအထူးဆက်နိုင်သောသားကောင်းသမီးရတနာများဖြစ်နိုင်ကြပါစေခင်ဗျာ